2010တုန်းကလည်းရွေးကောက်ပွဲကိုပြီးခဲ့တယ်ခင်ဗျာပြီးခဲ့တဲ့အခါကျတော့အဲ့ဒီပုံမှာကျွန်တော်ရွေးချယ်ပေးလိုက်ရတဲ့မဖြစ်မနေရွေးချယ်ပေးလိုက်ရတဲ့အမှတ်တွေရှိပါတယ်အဲ့ဒီအမှတ်တွေပုံမှာလည်းကျွန်တော်တို့ဘက်ကတော့ဘာလို့ဆိုတော့တိုင်းပြည်ပြည်သားပြောင်းလို့ညှော်လင့်ခဲ့တာလေအဲ့များတယ်ပေါ့များပင်များတော့လဲသူတို့အတိုင်းတောင်မှကျွန်တော်တို့ညှော်လင့်တယ်လို့လည်းပဋိရောက်ခဲ့တာတွေကျွန်တော်တွေးရတယ်လို့ခြေနေဆိုးွားတာတွေလည်းကျွန်တော်တို့ကြုံခဲ့ရတာရှိပါတယ် တော့တစ်သိန်းတော့ကျွန်တော်ကနေမှာအိမ်အောင်စုသင်းရရှိသေးတယ်အဲ့တော့နေပြန်ပြီးတော့အိမ်အောင်စုသင်းရှိတဲ့အတွက်ကြောင့်နေပြန်ပြီးတော့မဲပေးရမဲပြီးတော့ကျွန်တော်တို့တော့တော့ဈေးမှာအလုံးသေးတဲ့အတိုင်းရေးကောက်ခံတဲ့အထက်မှာပြောင်းကြံ့ခံရရပဲအများဆုံးပေါ့နော်အလုံးမဲ့အနိုင်ရသွားပါလေကျွန်တော်တို့လည်းမဲပေးခဲ့ရပါတယ်ပေါ့နော်တော်တတ်တာ9နှစ်ပေါ့နော်ဒါကိုကျွန်တော်တို့ပြန်ပြီးတော့ယထာဘုဒ္ဓကြက်ကြလိလာကြည့်မယ်ဆိုရင်ရေလူအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့ဟို တော်တော်များများဥပဒေတွေကိုဥပဒေဂျန်တွေကိုဥပဒေတွေရောကိုပြတ်ထန်းခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်ဒါပေမဲ့ပြတ်ထန်းခဲ့သမျှဥပဒေတော်တော်များများကိုပြန်ကြည့်လိုက်လို့ရှိရင်ဤဥပဒေမထွက်ဘူးဒီဥပဒေကိုအသက်သွင်းမဲ့ဤဥပဒေမထွက်တဲ့ဥပဒေကများတယ်ဤဥပဒေထွက်ခဲ့တဲ့ဥပဒေတော်တော်များများကလည်းလူထုဂျာမေရောက်တာများတယ်နောက်တစ်ထည်လုံးအပေးရအာဂိုတကြီးနဲ့ပေးခဲ့မယ်ညအခုတော့ဘာမှ ျွန်တော်တို့ပြည်သူလူထုပေါ်ဘာမှအကျိုးတရားမရှိဘူးဆိုတော့အခုတော်တော်များများအားလုံးလည်းသိရတယ်ပဲသိလည်းသိနေပါပြီအားလုံးလည်းအဲ့မှာသူတို့ပေးကြတဲ့ဂရီဒီအားလုံးဘာမှမတီးခဲ့ပဲနဲ့အခုသူတို့တီးပြုတ်ထားတဲ့အခုဥတွေဥတွေပြုတ်တဲ့အချိန်မှာလည်းကျွန်တော်ပြည်သူတွေကောင်းရမွန်ရတခုမှမရှိခဲ့ဘူးပေါ့နော်အဲဒီကအတွက်ကြောင့်ကျွန်တော်တို့ကခု2015မဲပေးဖို့အချိန်နီးကပ်လာတဲ့အချိန်မှာပဲကျွန်တော်တို့ဘာလို့ပေးရမယ်ဆိုတာပုံပုံရှင်းရှင်းလင်းလင်းမြင်လာတယ်ဒီလွတ်တော်တက်တန်း9နှစ်ဟာ ကျွန်တော်တို့လူထုနဲ့နိုင်ငံရဲ့အပြောင်းလဲကာလအတွက်စစ်မှန်သောတရားဥပဒေများစစ်မှန်သောလူအဖွဲ့အစည်းကိုထိမ့်မှန်နိုင်မဲ့မူဝါဒစနစ်များကိုခိုင်ခိုင်မာမာမချမ်းမတ်နိုင်ဘဲနဲ့ပြီးဆုံးသွားတဲ့ငါးနှစ်လို့ကျွန်တော်တို့ဒီလိုပဲယူဆပါကျွန်တော်တို့တိုင်းပြည်ကပြင်အပြင်ဗိနအတွင်ပြင်လက္ခဏာတွေတိုင်းပြည်ရဲ့ကြည်သူလူတွေရဲ့အတွင်အစစ်တနှလုံးသားတွေရဲ့အားလုံးက တော်တော်ကိုချစ်ချုံကြခဲ့ရတယ်။အချိန်နေဆိုးွားနေတယ်လို့လည်းကျွန်တော်အနေနဲ့လည်းခံစားမိပါတယ်။အကြောင်းမလို့ပက်ပေါင်းစုံကလိုအပ်တယ်ဆိုတာကျွန်တော်တို့ရဲ့အတွင်းနှလုံးသားတွေရောပြင်ပကျွန်တော်တို့ရဲ့တိုင်းပြည်ရဲ့ပြင်ပလက္ခဏာတွေပါတိဆောက်မှုပြုပြင်ဖို့အတွက်ကနေပဲစုံကပုံကူကြီးလိုအပ်တယ်လို့ကျွန်တော်ယူဆတာပါ။